အဲ့ဒါတရားပဲအမှန်တိုင်းပြောအဲ့ဒါတရားပဲတရားခက်တာမဟုတ်ဘူးဆရာတော်ပြောတာတွေကဒါအမှန်တရားတွေကြီးပဲပေါ့နော်ပြောကြရင်လျှောက်ပြောနေရမဟုတ်အဲကိုလည်းကိုသိတာပြောဒါဆိုရင်တရားပဲသူများကြောင်းမဟုတ်ကို့ကြောင်းမဟုတ်ကို့ရည်တာဆိုတော့ကိုသိဆုံးပေါ့တခြားလူတွေသိတယ်ဆိုတာဆရာတော်လောက်ပဲသိပါ့မယ် ိုင်မရှိပါဘူးပြောတတ်တဲ့လူကပြောပြလိုက်ပါနမွေခွန်းခွန်းမဲ့ပြောလဲမြေ တွေ့ကြုံတာပဲပြောရတာလေဘာမှမတွေ့ကြုံတာမှမဟုတ်ပဲတွေ့ကြုံရတာကောင်းကောင်းဆူဆူအမှန်တိုင်းပြောအဲ့ဒါတရားပဲဟွန်းအိမ်မိုက် ဟိုနောက်ကဆရာလေးတွေပြောအရင် ပြောပြလိုက်မယ်ပြောတတ်တဲ့လူကပြောပြောပြလိုက်အဲ့ဒါဆိုရင်နောက်လူတွေလည်းလွယ်သွားတာပေါ့ချိုးမဲ့မိုက်မရှိတာဟုတ်လားဒီကောင်မဟုတ်ချာဟိုအဲ့ဒါအဲ့ဒါအဲ့ဒါကြီးရတာပြလိုက် ဆိုရင်ဆရာလေးအစတွေ့ကြုံကိုပြောပြပါမယ်။ဆရာလေးဒီတဘာဝရိတ်တာဆရာတော်ဖျားကြီးရဲ့အရင်အောက်ကို2009ခုနှစ်တည်းကမိသားစု၄ယောက်စလုံးရောက်ရှိလာပါတယ်။ဘလို့ကြောင့်ရောက်ရှိလဲဆိုရင်အမ်ပထမတော့ဆရာတော်ကိုစတွေ့ကစားကဆရာလေးတို့အမေကအာဆရာတော်ရဲ့တရားခွင့်ကိုနာကြားပြီးတော့ တရားပိုင်ရှင်ကိုကြားတဲ့အခါမှာဆရာတော်ဘုရားကို38လမ်းမှာတရားအလှဖြတ်ကြည့်ရင်ဆရာတော်လုံရင်းနဲ့တွေ့လာတဲ့အခါမှာအာမိမရဆရာတော်ကိုအရန်ဖူးချင်တွေ့ချင်တဲ့အတွက်ကြောင့်ဆရာတော်ကိုအယူဆုံးပင်ဖိတ်ကြားပါလေအရိယာနေပြီးတော့ဆရာတော်ဘုရားနေပြီးတော့မေရောမထင်မှတ်ပဲနဲ့ တရားခွေလီအဲ့ဒီတော့ကဗီဒီယိုဆက်တည်ဆရာတော်ကဆက်ပြီးတော့လှူဒန်းလာဆရာလေးတို့ရဲ့ဗုဒ္ဓဘာသာမှာဆိုရင်ဆရာလေးတို့ကလည်းယန္နာတောင်းပါအနန္တောနန္ဒ၅ပါးကိုကိုရီးယားမှာဟိုပေးလှူဒန်းလာရှိတာပေါ့နော်အဲအဲ့လိုလည်းပဲကြုံတွေ့ခဲ့တဲ့အခါမှာအခုဆရာတော်နဲ့တွေ့တဲ့အခါကျတော့ဆရာတော်ကအရင်ဆက်ပြီးလှူဒန်းလာပြင်နေတော့ ဆရာလေးရဲ့မေတော်ကလည်းတရံအံ့ဩသွားပါလေပေါ့နော်ဆရာတော်ဒီလိုမျိုးစက်တည်လဲချရင်ကိုလူကျင်တဲ့လူကိုလည်းလူပေးပါဆိုပြီးတော့စီဒီပွေတွေကိုလည်းဖာလိုက်ကိုချပြီးတော့လူပေးတာပါအဲ့မှာလေးဆရာလေးရဲ့မေတော်ကဆရာတော်ကိုအရန်အံ့ဩသွားတယ်နောက်ပြီးတော့လူကျင်တဲ့တရားလေးလည်းအရန်ထက်သွားတယ်အဲ့ချိန်မှာဆရာလေးကပြပမှာအလုံးလုံးနေပါတယ် အာဒမီယန်နေပြီးတော့ဖုံးနေဆက်ပြီးတော့အကျိုးအကြောင်းနေဆရာလေးကိုပြောပြကိုလဲကိုရဲ့မင်းတော်အံ့ဩတယ်ကိုရဲ့မင်းတော်ဟာဆရာလေးတို့ရဲ့မိသားစုတွေဟာရှေးဆရာတော်ကြီးတွေကိုပဲကိုးကွယ်နေတာလေအာရှေးဆရာတော်ကြီးတွေကိုပဲလက်ခံခဲ့တဲ့အစွမ်းရှိတယ်ပေါ့နော်အဲ့ဒီကနေပြီးတော့မှမမေဟာမမျော်လင့်မင်းနဲ့ဆရာတော်ကိုအဲ့လိုမျိုးကြည့်ရင်မင်းမင်းမဟုတ်တော့ဘူး ီးတော့ခုပါလာတဲ့မောင်လေးတချို့တွေကတော့ကြော်သူနဲ့တူတယ်ဆိုပြီးပြောတဲ့မောင်လေးအဲ့ဒါတပည့်တော်ရဲ့အောက်ကနောက်တပည့်သူ့ရဲ့အောက်ကဆရာလေးဒေါကင်းကဝတီအခုမေတော်နဲ့ဆရာလေးဒေါကင်းကဝတီကအိန္ဒိယသဘာဝတရားရဲ့တမသတင်းသုံးနေပါတယ်အာသူတို့ရအစဆရာတော်ကိုသူတို့မော်တော်မကြည့်ရဘူးဘာဖြစ်လို့လဲကိုကတော့ပြပမှနေနေတော့ဆရာတော်ကိုမမြင်ဘူးပေါ့နော်သူတို့ပို့ပေးတဲ့ ဆရာတော်ရဲ့တိတ်ခွေတွေကိုလည်းပြီးတော့နာကြားကြည့်တဲ့အခါမှာနားမလည်ခဲ့ဘူးเนาะเนาะဘုပွေလေးလေးဝင်တယ်မှာလေအဲ့တော့နားမလည်ခဲ့တော့ဘယ်လိုချောင်းလဲဆိုဆရာတော်ကဆရာလေးကဒီဘက်မှာလုံးလုံးတဲ့အခါမှာတနစ်ကိုတလပြန်ခွင့်ရှိတယ်ပြန်လည်ခွင့်သူတို့လည်းမြန်လက်မှတ်ပေါ်ပါအောင်အားလုံးပြီးရင်အဲ့တော့ဆရာလေးကအဲ့တလပြန်လည်လာတဲ့အခါမှာမိသားစု၃ယောက်စလုံးကဒီဦးစင်းလေးကိုပေါ့เนาะဘယ်လိုချောင်းလဲဆိုပြီးတော့ ဆရာလေးဟာဆရာတော်ကိုစပြီးတော့ဖူးလဲဖူးတွေ့ရတယ်အတွေ့အကြုံပေါ့နော်အဲ့ဒီတွေ့ကြုံကတော့ဆရာတော်ဖို့မြေဓမ္မယုံမှာတရားဟောနေတယ်အဲ့ချိန်ကဒါနဲ့ဆရာလေးကမနေ့စောကြီးရောက်သွားတဲ့အခါကျတော့အဲ့ဖို့မြေဓမ္မယုံမှာမနေ့9နာရီရောက်တဲ့အချိန်မှာအဲ့ဖို့မြေဓမ္မယုံကြီးတစ်ခုလုံးကတရားထိုင်တဲ့လူကပြည့်ရှံနေတယ်တိတ်ဆိတ်ပြီးတော့ပြည့်ရှံကြည့်လိုက်တော့လည်းလူငယ်ပိုင်းတွေပဲ ဆရာလေးဘက်နေရာမရှိဘူးအကြည့်လိုက်တဲ့အခါကျတော့အိမ်သာပေးလေးမှာတနေရာစာရတယ်ညတော့သူတို့ထိုင်တယ်လို့ပဲပုံထိုင်တာပေါ့နော်ပုံဝင်လေးလေးပြောရင်ဆရာလေးကတရားထိုင်တာအရင်ကြောက်တယ်ဟိုပဋ္ဌာန်းရွတ်တာပတိစိတ်တာဓမ္မစကြာပိရအဲ့ဒါတွေကတော့နေ့တိုင်းကိုနေ့ရောညရောတောက်တည်တတ်ရေချမ်းဖျားပွဲလေးဟိုမလဲပြောပြီးရောအစုံဆရာလေးလုပ်တယ်ဆရာလေးမလုပ်နိုင်တာအဲ့ဒါတခုပဲတရားထိုင်တာဝိပဿနာပေါ့ အဲ့တကူကိုဆရာလေးမလုံးနိုင်ဘာကြောင့်လဲဆိုတော့ပေါ်လာတဲ့ဝေဒနာလေးကိုမကြော်ဖြတ်နိုင်ဘူးဖန်နိုင်ရည်မရှိဘူးဒါပေမဲ့ဆရာလေးအဲ့ပို့မျိုးရောက်တဲ့အခါမှာအပေါင်းလုံးကလူငယ်လူရွယ်လေးဖြစ်ပြီးတော့ငြင်းနေတာပဲတရားထိုင်ရဆရာလေးတို့ကိုကြည့်ပြီးအော်ပြီးတော့ကြည့်အဲ့နဲ့ဆရာလေးလည်းပေါ့ကိုလေးပေါ့နော်ကိုလုံးတတ်တယ်လို့ပဲဝင်လေးရှူတော့လေးရှူအဲ့လိုနည်းနည်းပဲဆရာလေးလုံးနေတဲ့အချိန်မှာ ဆံလေးနားလေးကိုအတန်တိုးတိုးလေးဝင်လာတယ်တရားဟောတဲ့တန်အဲ့နဲ့ဆံလေးနဲ့လှမ်းကြည့်လိုက်တော့ဦးစင်းငငယ်လေးကိုတွေ့တယ်ဒါပေမဲ့လည်းအကုန်ကငြိမ်းပြီးနားထောင်တယ်အဲ့လိုနဲ့တရားဝဲပေါ့နော်ကိုးနိုင်ွယ်လာမသိဆရာတော်ဖြုတ်တာအဲ့ဖြုတ်ကြတဲ့ခါတော့မှဆရာလေးညီမနဲ့ဆရာလေးမောင်ကနေပြီးတော့မမလာခဲ့ဆရာတော်ကိုသွားကြတော့မယ်ဆိုတော့ကြည့်လိုက်တော့ဦးစင်းလေးဆရာလေးတို့ဟိုနေဖြစ်ခဲ့တာဆရာတော်ကြီးလေး ကျွန်တော်အော်လို့ဆိုပြီးတော့ပြောလဲကတော့တယ်ပေါ့နော်ဆရာတော့ဆရာတော့ကတော့ပြောလိုပဲနေပြန်မေးထင်တာဟဲ့တဲ့မမပြန်လို့မရအောင်လေငါတို့ဆုံးငယ်လိုက်ရမယ်တဲ့ဆုံးငယ်လိုက်ရမယ်တဲ့ဆိုတော့ပါဆုံးငယ်လေအဲ့တဲ့လားတဲ့နေဘာမှမမင်းနေနဲ့ငါတို့လည်းလိုက်ခဲ့တဲ့ဆိုအဆရာတော့ရဲ့နောက်ကနေပြောဆရာလေးတို့ကဆုံးညိုက်နေဆွဲငါးစင်းညိုက်နေဆွဲပြီးတော့လိုက်ခဲ့ရလိုက်ခဲ့တဲ့အခါမှာအဲ့ချိန်တော့ဆရာတော့ဆုံးနှန်းကြွလာကအခုလိုမြေပြင်မှာကြွလာမဟုတ် ရှစ်ထက်တိုက်ကြီးတွေကိုလေတက်သွားတော့အပေါ်ဆုံးတက်အပေါ်ဆုံးတက်ကနေပြီးတော့အဲ့အပေါ်ဆုံးတက်မှာလည်းအခွားတွေပါနေရဆရာတော့တရားမေးဖို့စောင့်နေကြတယ်ပါလာတဲ့ဧည့်သည်ကိုလည်းရှယ်ဧကန်ကျွေးလာမှအဲ့မှာဇဝဲဘုံဘောကအပြည့်စုံမှကြိုက်တာစာအဲ့ဒါဆရာတော်ကတော့တရားအမေးပြေလုပ်တယ်အလုပ်ပြီးတော့ပြန်ဆင်းလာကြပြီးရင်လည်းတခါအောက်ထပ်မဟုတ်ဘူးနောက်တစ်လုံးလဲရှစ်ထပ်အမြင့်ဆုံးတပြီတော့နေနှလုံးဝဲတက်နိုင်တော့လေမတက်နိုင်တော့ ဆရာတော့ကြည်လိုက်တော့လေပေါ့ပေါ့ပါပါလေးတပည့်တော်လို့လောက်ထိုက်တယ်